ဟောရမအောင်စောဗာရဏတိပြည်ပြည်ရှင်မင်းကြီးဟာသူ့ရဲ့ပြိတ္တတွေနဲ့တော့ဥယျံကစားထွက်တော့မိဖုရားကြီးလက်ပါတယ်မိဖုရားကြီးရတဲ့သူ့ပြိတ္တအချံတွေနဲ့သူရေကန်တစ်ခုမှရေဆင်းပြီးတော့ချိုးတော့မယ်ဆိုတော့အထင်းအမျိုးသမီးကြီးတယောက်ကိုသူ့ရဲ့ဝတ်ဆင်လာတဲ့အဝတ်ဒန်စာတွေကိုချုပ်ပြီးတော့အထားတာအဲဆောင်းရှောက်တဲ့အမျိုးသမီးကြီးကပေါ့လျော့တဲ့အခါကျတော့သူကအိပ်ပျော်သွားတာတတိမထားမိဘူး ဲ့လိုအိမ်ငိုက်သွားတဲ့အချိန်လက်ထဲမှာမိဖုရားအထာရပစ္စည်းတွေကအလွန်မတန်အဖို့တန်တဲ့မဟာသာရတစားဟာပျောက်ဆုံးသွားတယ်။ပျောက်သွားတဲ့သူလန့်လို့တဲ့အချိန်ပစ္စည်းကမတွေ့တော့မတွေ့တော့သူလည်းအော်မိအော်ရသူ့အပြစ်လွတ်အောင်အော်ထလိုက်တဲ့သခိုးပြုတ်သခိုးသခိုးဆိုသူအော်ချလိုက်ရော။အဲ့လိုအော်တဲ့အခါကျတော့ဒါရအယတံကိုလည်းကြာရောသခိုးတယ်သခိုးတယ်ဆိုတော့ဘယင်စစ်တပ်ကအဲ့မှာအဆောင်ရှောက်တာဝန်ယူထားတဲ့ပုံကိုယ်တွေက လိုက်ရှာကြတာပေါ့လိုက်ရှာတော့အဲ့ဒီဥယျံထဲမှာမရောမလဲရောက်နေတဲ့လူဆင်းရဲတယောက်ခွာတခိုးပဲဆိုပြီးဝိုင်းဖမ်းကြ။ဟိုလူကလည်းဘာရညာရမသိဘူးသူကလည်းသူ့အော်တန်တွေကြားတာရယ်စစ်သားတွေလိုက်နေတာကြောင့်သူလည်းပြေးတယ်။ပြေးတော့အဲ့ဒါအခုမှဘာထွက်ပြေးသလဲသူများပြည်စည်းခိုးတော့ကခိုးပြီးတော့ဆိုပြီးအဲ့ဒါဖမ်းခံရတယ်။စစ်သားတွေကဝိုင်းပြီးရဟင်းနဲ့စစ်ဆေးကြတဲ့ခါကျတော့ငါတော့ကြာရင်တည်တော့မှာပဲဆိုပြီးတော့တခိုးပါဆိုဝင်ခံလိုက်တယ်ဒါဆိုရင်မြက်ပဲမလဲပစ္စည်းอ่ะ အာပစ္စည်းရတဲ့တထေးပေးလိုက်တာတထေးဖန်တထေးရလဲကျုပ်စီမရှိဘူးပရောဟိတ်ပေးလိုက်ပရောဟိတ်ကြီးဖန်ပရောဟိတ်ကလည်းကျုပ်စီမရှိဘူးဟိုးစောင်းသမားကိုဆူချလိုက်စောင်းသမားလည်းဖန်အဲ့စောင်းသမားကလည်းကျုပ်စီလည်းမရှိဘူးညတော့အပြော်မယ်တယောက်စီသွားတော့သူ့ပေးပြထားခဲ့တာအားရအပြော်မယ်လည်းဖန်၅ရောင်လုံးဖန်အဲ့ဒီတော့နော် တယောက်တယောက်လွှဲချရင်လွှဲချရင်တကယ်တကုတ်စစ်ကတော့ဘယ်ဟာမှမသိဘူးအဲ့ဒါရှာလို့လည်းမရဒါနဲ့ဘယင်ကြီးလည်းပဲမိဖုရားကြီးကလည်းအိုက်တန်စာကိုသိမြတ်တို့တန်ဖိုးထားတန်ဖိုးကလည်းသိကြီးတကုတ်ကလည်းဘယ်သူမှန်းလို့မသိမသိတော့ဘယ်လိုလုပ်မလဲနော်အဲ့ဒါပညာရှိအမကြီးတယောက်ခေါ်ပြီးတော့အမကြီး အမတ်ကြီးဒီခိုးမှုကိစ္စကိုစုံစမ်းပါဆိုပြီးတာဝန်ပေးခန့်ရဒီနေ့ကိစ္စရင်တခိုးရှာဖွေရေးကော်မတီပေါ့လေအဲ့လိုပြောရမလို့အဲ့လိုပြောရမလို့ဖြစ်တာဒီဇလန်းလေးကိုဦးဇနောကြည့်လို့ရှင်နော်အေးအရာတဝူတယောက်ရဲ့တောင်းပေါ့ရောမှုအာအများကိုဒုက္ခဖြစ်စေတယ်ဆိုတော့ထင်ထင်ရှားရှားမြင်ရနောက်ပြီးကြတော့ လူတွေကသူ့နေရာနဲ့သူအမြဲတမ်းအရေးတကြီးလိုအပ်တယ်ဆိုတာကိုလည်းတွေ့ရတွေ့ရတယ်စစ်တိုက်တဲ့နေရာမှာအမြဲတမ်းရရတက်တည်ရှိတဲ့စစ်သူကြီးတွေလိုအပ်တယ်လို့ပါမန်ပုဂ္ဂိုလ်တွေမသိနိုင်မမြင်နိုင် မတွေးနိုင်တဲ့ကိစ္စတွေကိုအဖြေမှန်ရအောင်တွေးဖို့အဖြေရှာဖို့အတွက်ပညာရှိတွေလိုအပ်တယ်ဒီမှာကြည့်တကူစစ်ဘယင်လည်းပဲစဉ်းစားလို့မရဘူး စစ်တပ်ကလည်းပဲစုံစမ်းရှာဖွေဖမ်းဆီးလို့မရဘူး။အဲကြတော့ဒီအဖြစ်မှပေါ်ဝရာအတွက်ဘယ်သူတခိုးလဲဆိုတာစုံစမ်းဖော်ထုတ်နိုင်ဖို့ရာအတွက်ပညာရှိလိုအပ်တာပေါ့။ဒါနဲ့ပညာရှိအမတ်ကြီးတယောက်ကိုတောင်းပေးရလိုက်တယ်။တောင်းပေးရလိုက်တယ်။အဲ့ဒါဒီနေ့ခေတ်တော့တရိထားစရာပေါ့နော်သူ့နေရာနဲ့သူသူ့နေရာနဲ့သူအရေးကြီးတယ်ဆိုတာတရိထားဖို့လိုတာပေါ့ ဒီဇလန်ဒီနေရာလေးမှာဒါနေ့သူထားစရာကောင်းတယ်ပေါ့နောက်တစ်ခုအလုပ်တွေပါတယ်လုပ်တဲ့အခါမှာလည်းပဲဦးဇင်းတို့ပေါ့ပေါ့ရော့ရော့မလုပ်တင်ဘူးပေါ့ပေါ့ပေါ့ရော့လုပ်လို့ချင်းအကုန်ဘေးဖြစ်ကုန်တတ်တယ်ဆက်နွယ်နေတဲ့ပုံစံတွေပါဒုက္ခရောက်တတ်တယ်ဆိုတော့လည်းသတိထားစရာကောင်းတယ်ပေါ့ဗျာ